NLD လူငယ်ဗဟိုကကြီးမှုကျင့်ပါတဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့ရာပြည့်မွေးနေ့ဂုဏ်ပြုဖျော်ဖြေပွဲကိုနေပြည်တော်ကောင်စီနယ်မြေမှာကျင်းပဖို့ခွင့်မပြုတာကြောင့် January 22ရက်နေ့ညကပြင်းမနာမြို့လောကမာရဇိန်တပေါင်းကွင်းထဲမှာကျင်းပခဲ့ပါတယ်။ NLD စီစဉ်တဲ့ပွဲတိုင်းဘာကြောင့်အဟန်တားတွေရှိနေရတာလဲ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမှုကျင်းပတဲ့ပွဲတွေအများလို့လို့အခက်ခဲရှိနေပြီးဗိုလ်ချုပ်အောင်ဆန်းရာပြည့်ထိမ့်မှတ်ပွဲတွေကိုပြည်သူနဲ့အတူစေတနာမှန်မှန်နဲ့ကျင်းပသွားမယ်လို့ လွှတ်တော်အမတ်ဦးဖြိုးမင်းသိန်းကပြောပါရယ်နိုင်ငံဖခင်ကြီးရဲ့နှစ်တရာပြည့်မွေးနေ့ပွဲဟာနိုင်ငံတော်အခမ်းအနားဖြစ်တဲ့ပြီးအစိုးရတာဝန်ယူနေသူတွေကူညီပံ့ပိုးဖို့လိုတယ်လို့သူကထောက်ပြပါရယ်ဘုဇုံနှစ်တရားပြည့်ဆိုတာကျွန်တော်တို့ရဲ့နိုင်ငံတော်ခန္ဓာပွဲကြီးပါနိုင်ငံတော်မှာတာဝန်ယူနေတဲ့သူတွေအားလုံးကဝိုင်းဝန်းကူညီပံ့ပိုးဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ဒါအမျိုးသားဒီမိုကရေစီပေါ်ချက်ကလုပ်တဲ့ပွဲတစ်ခုလို့ယူဆတဲ့ဥပဒေကျွန်တော်ထင်ပါတယ်နေပြည်တော်ဖျားခွင်တဲ့ရန်ပုံငွေပွဲအတွက်ခွင့်ပြုချက်တင်ခဲ့ပေမဲ့ အချိန်နီးကပ်လာမှပြင်မနာဘက်ကတပေါင်းခွင်ကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ရန်ပုံငွေဖြောပြပွဲမှာအဆိုတော်ဂျီမောင်မောင်၊ခိုင်သူ၊ဝေလာအနက်ကနွဲ့ရင်ဝင်း၊ချစ်သူဝေ၊တန်တာဝင်း၊မင်းမြတ်နိုး၊ဝိုင်းလေးအပါဝင်အဆိုတော်အများစုက Lazy Club အဖွဲ့နဲ့ဖြောပြခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရာပြည့်မွေးနေ့ပွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပနေချိန်မှာ NLD ဗဟိုလူငယ်ကပင်လုံမြို့မှာပြည်ထောင်စုအနေနဲ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုခန်းခန်းနာနာကျင်းပနိုင်ရေး ဒီရန်ပုံငွေဖျော်ဖြေပွဲကိုစီစဉ်ခဲ့တာပါလို့လူငယ်တာဝန်ခံဒေါက်တာစိုးမို့သူကကမာရွတ်မီဒီယာကိုရှင်းပြပါတယ်။သူငယ်ဗဟုအနေနဲ့ကပင်လုံမြို့မှာတီတောင်စုနေနဲ့ဗိုလ်ချုပ်ဆန်မွေးနေကိုခက်ခဲနေတာတိုက်ရိုက်တော့ရှင်းပါဖို့အစီအစဉ်ရှိခဲ့ပါတယ်။အဲ့ဒီအစီအစဉ်ပြင်ပြောင်းရတဲ့ရန်ပုံငွေကိုကျွန်တော်နေပြီးတော့ဝယ်မှာလာရချင်ပါတယ်ဖြစ်ပါတယ်။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကပြည်သူတွေဟာစေတနာမှန်တဲ့ခေါင်းဆောင်ကိုသာချစ်မြတ်နိုးကြပြီးမဖြောင့်မတ်တဲ့ခေါင်းဆောင်ဟာနိုင်ငံကိုဘယ်တော့မှလမ်းမှန်ရအောင်ခေါ်ဆောင်သွားနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။သူ့ရဲ့ဖခင်ဟာ စေတနာမှန်မှန်နဲ့ပြည်သူကိုဥဆောင်ခဲ့ပြီးကွယ်လွန်ချိန်မှာလည်းပြည်သူတွေလိုက်နာရမယ့်လမ်းစဉ်ကိုအမူအဖြစ်ချပြခဲ့တယ်လို့ဆိုပါတယ်။သူ့ဖခင်ရဲ့အမူဟာတနိုင်ငံလုံးကိုပေးထားတာမို့တာဝန်တွေခွဲဝေပြီးထမ်းဆောင်ကြပါလို့တိုက်တွန်းခဲ့ပါတယ်။ ဖီဖီယာစင်နာမှမှနဲ့နိုင်ငံကိုပြည်သူကိုဥဆောင်ခဲ့တယ်။နောက်ရှိတော့တဲ့အချိန်မှာဒါမှမွေတစ်တေအနေနဲ့ပြည်သူတွေလိုက်ရမယ်လမ်းကိုပြသွားခဲ့တယ်။ဖီဖီရဲ့အမွေတွေကိုအားလုံးတူညီစွာခွဲဝေပြီးတော့တာဝန်တွေကိုလည်းတူညီစွာခွဲဝေယူကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်။မြမလွတ်လပ်ရေးအရယူပေးခဲ့သူအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ပွဲဟာလူတိုင်းပါဝင်တင်တာမို့ သူ့အနေနဲ့တက်ကြွတဲ့အမှုပညာနဲ့ဂုံပြုဖျော်ပြရတာအယံဝန်းတာတယ်လို့ချစ်သူဝေက ပြောပါတယ်။ဘိုးချုပ်ကြိုးပမ်းခဲ့တဲ့တာဝန်ယူမှုရှိတဲ့လွတ်လပ်ရေးကိုအပြည့်အဝအသုံးချရမှာကအားလုံးတာဝန်ပါလို့သူကဆိုပါတယ်။ဒီတိုင်းမီကိုလွတ်လပ်အောင်ဘုကျကျိုးပန်းခဲ့တဲ့ဒီမြမပြည်မှာနေပြီးမမတို့မြမပြည်သူပြည်သားတွေကလည်းတာဝန်ယူမှုရှိတဲ့လွတ်လပ်မှုကိုအပြည့်အဝအသုံးချနိုင်အောင်စူးစမ်းမှာမမတို့ရဲ့တယောက်စီရဲ့တာဝန်လို့ဘုံကမြင်ပါတယ်